မော်ဆွန်ခဂျီနီယာဟာအမေရိကန်ပြည်ထောင်စုဖန်ဆိုင်ဝင်းနေပြင်းနေကက်တီစပါ့မြို့ဖြစ်ပါတယ်ခမရဂျီနီယာဟာအမေရိကန်တမိုင်းဝင်နေရဖြစ်ပါတယ်ခမရ1863ခုနှစ်မှာပြည်တွင်းစစ်အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပါတယ်ခမရဂျီနီယာတကက်တမိုင်းဝင်တီစစ်ပွဲကြောင့်အမေရိကန်စစ်သားပေါင်း9000ကျော်အသက်ဆုံးရှုံးခဲ့တဲ့နေရာဖြစ်ပါတယ်ခမရ ဒီစစ်ပွဲကြောင်းအတက်ဆုံးရှုံးသူပျောက်ဆုံးသူတန်ရာရသူစုစုပေါင်း9000တောင်တောင်ကျော်တဲ့နေရာဖြစ်ပါတယ်ဒီနေ့ဟာ memory တင်းဖြစ်တဲ့အတွက်ကျွန်တော်လာရောက်လဲပတ်ပြီးတော့ချစ်မိတ်ဆွေတို့အတွက်ဘဟုဒုတအလုပ်ငါရိုက်ကူးတင်ဆက်ခြင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်လက်လောင်းမီတလောက်ရိုက်ကူးတင်ဆက်မှာ ဖြစ်ပါတယ်1863ခုနှစ်ကတုန်းခဲ့တဲ့ လက်နဲ့တည်းဖြစ်ပါတယ်ခင်ဗျာပြီးတော့အထင်မှရုပ်ထုတွေမှတ်တမ်းတွေအများကြီးရှိပါတယ်ခင်ဗျာဒါကြတော့စစ်ပွဲအတွင်းမှာတုံးခဲ့တဲ့ခြံစည်းရောဗျာဟိုးရှစ်ခေတုံးကခြံစည်းရောတစ်လုံးတွေနဲ့ကြောက်ခဲတွေနဲ့အကုန်လုံးဟာနှစ်ပေါင်းတရာကျော်ရှိခဲ့ပြီဗျာ ဒါပေမဲ့ခုတစ်တိမပြတ်မစည်းပဲနဲ့ထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်ခင်ဗျာဓမ္မိုင်းဝင်မှတ်တမ်းတွေလည်းအများကြီးရေးထားပါတယ်ခင်ဗျာအထက်အရွယ်ချက်ကြတော့ဓမ္မိုင်းမှာတကယ်ဖြစ်ခဲ့တဲ့အရာဒါတွေကိုနောင်လာနောက်သားတွေသိဖို့ တင်ခန်းစာယူဖို့ဆိုပြီးတော့ပြီးရွယ်ပြီးတော့တေးတေးချာချာဖတ်တမ်းတင်ပြီးတော့ညဆက်တည်းအတွက်တင်ခန်းစာရဖို့ကြီးရွယ်တဲ့တဘောဖြစ်ပါတယ်ခင်ဗျာဒူမီတနတ်ဖြစ်ပါတယ်ခင်ဗျာဒီရင်ခေတ်ကတုံးခဲ့တဲ့ဟာစစ်ဝတ်ဆောင်လည်းအဲ့ဒီအတိုင်းပါပဲခင်ဗျာအရင်ခေတ်ကပြီးတော့ဓာတ်တွေတုံးပါတယ်ရေဘူး ဒါ1863ခုနှစ်ကတုံးခတဲ့စစ်ဝတ်ဆုံးပါခင်ဗျာဒီအမြောက်ကြီးစာနဲ့အရန်လဲတယ်ဗျကျွန်တော်တော့ကင်ကြည့်တာဒါပေမဲ့ဒုတွဲလဲကအရန်ခိုင်ပါတယ်ဗျတောင်းတောင်းတင်းတင်းပဲကျွန်တော်လေ့လာကြည့်တာဒါကြတော့စစ်ပွဲအတွင်းမှာအတက်ဆုံးရှုံးသွားခဲ့တဲ့ စစ်သားပေါင်း9000ကျော်ရဲ့နာမည်တွေတော့ကြောက်စာမှာရေးထိုးထားတာဗျာမျက်စိတဆုံးဗျာအရန်ကိုကျဲပါတယ်လဲတာကြတော့ကျွန်တော်လဲလက်လမ်းမင်တလောက်တာလဲပြီးတော့ရိုက်ပြချင်းဖြစ်ပါတယ်ခင်ဗျာတီးရတလောက်စစ်ပွဲက3ရက်3ညတိတိဖြစ်ခဲ့တယ်လို့တီးရပါတယ်မှာ ဇူလိုင်လတရနေ့နရနေ့၃ရက်နေ့အကြီးအကျယ်အပြန့်အထန်ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒီလဲဟာဆိုရင်1863အမေရိကန်ပြည်တွင်းစစ်မှတုံးတဲ့လဲဗျာဒီမျိုးစင်ကြတော့အလဲဘဟုတက်တယ်ပါခင်ဗျာအဲ့ဒီပေါ်ကို တက်ပြီးတော့ကျွန်တော် အောက်ကိုရိုက်ပြမှဖြစ်ပါတယ် တော်တော်မြင့်ပါတယ်ခင်ဗျာဒီမှာလာလေတဲ့เจ้าดูเจ้าด้าတယ်လဲအများကြီးဗျာသူတို့တမိုင်းတင်နေဆိုတာစာအုပ်မှာလည်းတင်နေเจ้าမှာလည်းတင်နေဒါပေမဲ့အပြစ်မှာလည်းလက်တွေ့ကြကြလိုက်ပြနေခြင်းဖြစ်ပါတယ်ခင်ဗျာမျိုးဆက်တစ်တွေအတွက်ဒီနေရာသင်ခန်းစာယူဖို့ get this back better fear အလဲပဟုမျိုးစင် ဖြစ်ပါတယ်ခင်ဗျာ ဒီနေရာကနေအကုန်လုံးပတ်ပတ်လဲမြင်နေရတယ်ဗျအပေါ်စီးကနေအဲ့ဒါကြောင့်လာလိုက်မယ်ဆိုရင်ဒီနေရာကိုအထက်ကရောက်အောင်လာလဲပါအပေါ်စီးကနေရိုက်ချင်းဖြစ်ပါတယ်ခင်ဗျအရန်ကိုခြေပြန့်ပါတယ်လေးဖက်လေးတံပါပဲတကယ်ကွင်းပြင်ထဲမှာဗျာအရင်ခက်ကစစ်ဖြစ်တယ်ဆိုတာအဲ့ဒါကြောင့်စစ်သားတွေအများကြီးဆုံးရှုံးတာပေါ့နော် ။ဘာတောင်မှလည်းမရှိဘူး။ဘာအကာအကွယ်မှလည်းမရှိဘူး။ဒီတိုင်းပဲ။တောင်ပိုင်းပြည်နယ်နဲ့မြောက်ပိုင်းပြည်နယ်တက်ဖွဲ့ပြ။စစ်အကြီးအကျယ်။အသေးစိတ်ကိုချိမွေဆွေတို့ YouTube မှာဖြစ်ဖြစ် Google မှာဖြစ်ဖြစ်ဒီစစ်ပွဲအကြောင်းကို အသေးစိတ်လှည့်လာလို့ရပါတယ်ခင်ဗျ။ The better of ကက်တစ်ပတ်လို့တာရိုက်ထည့်ပြီးတော့လှိလာလို့ရပါတယ်ခင်ဗျာဘယ်ဖက်ကိုပြည့်ရင်ဘယ်နှမိုင်ရောက်မယ်ဆိုတာမှတ်ထားတဲ့နေရာပြအဲ့ဒီခေတ်ကလေးကစနစ်တကျပြညမျောစင်ပြအပေါ်စီးကနေ တစ်ပင်နဲ့လည်းတော်တော်မိုက်တယ်ဗျအထင်းတင်းထားတာစိမ့်ဆိုးနေတာပဲ yeah okay အောက်ကိုပြန်ဆင်းပြီဗျာကျွန်တော်လည်းတော်တော်လေးကိုနန်းဆတ်တော့ပြီဗျာတိုက်ရိုက်တာတနေကုန်နီးပါပဲမော်ဆုံခ USA နိုင်ငံ Pennsylvania State Kittysburg တမိုင်းဝင်နေရဖြစ်ပါတယ်ခင်ဗျလာလဲမယ်ဆိုရင် တီနီယာကိုရောက်အောင်လာခဲ့ပါတီနီယာဟာတကက်အလေဘို့တက်တက်ဖြစ်ပါတယ်ခမရတီနီယာရောက်ပြီးဆိုရင်ကြိုက်တဲ့လေးဖက်လေးတန်တနေကုန်လျှောက်လေလို့ရပါတယ်ခမရကျွန်တော်တိုက်ရမယ့် USA အမေရိကရောက်ရှမ်းတယောက်ဖြစ်ပါတယ်ခမရ